မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့စကိုင်းငလျင်အခြေအနေနဲ့နောက်ဆက်တွဲများ2025ခုနှစ်မတ်လ28ရက်နေ့နေ့လယ်တွင်17နာရီ50မိနစ်မှာရစ်ချစ်တာစကီခုနှစ်တဒမခုနှစ်အဆင့်ရှိတဲ့ငလျင်ဟာစကိုင်းမြို့မြောက်ဖက်9မိုင်အကွာကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့ပါတယ်။အဆိုပါငလျင်လှုပ်ခတ်ပြီးနောက်17မိနစ်အကွာမှာရစ်ချစ်တာစကီ 6.9အဆင့်ရှိနောက်ဆက်တွဲငွေလျင်တွေလည်းဆက်လက်လှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံရဲ့ငွေလျင်ရဝန်းကိုရန်ကုန်မန်းလေးတောက်လျှောက်မှရှမ်းကုန်းမြင့်ရဲ့အနောက်ပိုင်းတောက်လျှောက်မြောက်စူးစူးတို့လားရာတကြောင်းနဲ့ကပလီကျုံးမှတဆင့်ပသိမ်ပြီးအနောက်ဖက်ဖလန်းဟ ோம் လင်းစတဲ့မြို့တွေကိုလားရာတကြောင်းဆိုပြီးနှစ်ကြောင်းတတ်မှတ်ထားတာကြောင့်ယခုငွေလျင်ဟာ ပထမငလျင်ရဝန်းတွင်ဖြစ်ပွားခဲ့တာဖြစ်ပြီးအဆိုပါငလျင်ကြောင့်ရှေ့တောင်အားရှတလွားနေရာဒေသတော်တော်များများ ထိခိုက်ခဲ့ပြီးမြန်မာနှင့်ထိုင်းဘန်ကောက်တို့မှာတော့စူးစူးဝါးဝါးကြုံတွေ့ခဲ့ရပါတယ်ဒီငလျင်ဟာမြမတမိုင်းတလျှောက်1912မေလ23ရက်နနက်3နာရီမှာလှုပ်ခတ်ခဲ့တဲ့ Richester Ski အဆင့်8ရှိတဲ့မေမြုပ်ငလျင်ပြီးလျင်အပြင်းဆုံးငလျင်ဖြစ်တယ်လို့ လူအသေးအပြောင်များတဲ့1930ခုနှစ်ကလှုပ်ခတ်ခဲ့တဲ့ဘကိုးငလျင်ထပ်ပေါ်ပြီးအသေးချေပျက်စီးများနိုင်တယ်လို့လည်းပြောဆိုမှုတွေရှိပါတယ်စစ်ကောင်စီမှငလျင်တန်းကြောင့်ပြည်သူ1600ကျော်တည်ဆုံးပြီး130ခန့်ပျောက်ဆုံးလျက်ရှိတယ်လို့ထုတ်ပြန်ထားပေမဲ့လည်းအမျိုးသားညီညွတ်ရေးအစိုးရမှ2395ဦးတည်ဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ် ်ဗလီယန်တန်ကိုမြန်မာနိုင်ငံအတွင်းစကိုင်းမန္တလေးနေပြည်တော်ကြောက်စဲမိထီလာတောင်ကူပဲခူးနှင့်ရှမ်းပြည်နယ်တို့မှအ धिक ခံခဲ့ရပြီးလူအစုလိုက်ပြုံလိုက်တည်ဆုံမှုတွေရှိခဲ့ပါတယ်ယခုအချိန်ထိတပ်ဆိုင်ရာမှထုတ်ပြန်ပြီးလက်လန်းမီတလောက်စူးစီးထားတဲ့တရင်အရာမန္တလေးမြို့၌လူ638ဦးတည်ဆုံပြီးမန္တလေးနမ်းမြို့ရုံးနှင့်ဖျားကြီးမန္တလေးတက္ကသိုလ် ပေမအဆောက်အဦတို့အပါဝင်တာသနာအဆောက်အုံများဘုံကြီးကြောင်များဗလီများအမြန်လန်းများနဲ့လူငယ်အဆောက်အဦများပြိုကျပျက်စီးမှုတွေရှိတယ်လို့သိရပါဗျ။ဒါအပြင် ရမဲသိမ်းမြို့မှာလူ40ကျော်တေဆုံ60တန်ရာရ60ကျော်မှာလူ30တေဆုံ932ဦးတန်ရာရဘုံအိုးရွာတွင် လူအယောက်100တေဆုံစကိုင်းမြို့နယ်အတွင်းလူ78ဦးတေဆုံ 300ထိခိုက်ဒဏ်ရာရနေပြည်တော်တွင်66ဦးသေဆုံးပြီး432ဦးဒဏ်ရာရခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်မှုတွေအရသိရပါဗျ။ဒါပေမဲ့မြေပြင်မှာတိကျသေဆုံးမှုတွေရှိနိုင်ပြီးယခုချိန်ထိမရှာဖွေနိုင်သေးတဲ့ပျောက်ဆုံးမှုတွေရှိတယ်လို့လည်းကယ်ဆယ်ရေးအဖွဲ့တွေကမှ ပြောဆိုထားတာပါဗျ။နိုင်ငံတကာမှပညာရှင်တွေကလည်း28ရည်ကလှုပ်ခတ်သွားတဲ့သခိုင်းငလျင်ကြောင့်လူပေါင်းတသောင်းမှတသိန်းအထိ တည်ဆုံးနိုင်တယ်လို့လည်းခန့်မှန်းပြောဆိုထားပါတယ်။အစာအုပ်ပြိုကျမှုနဲ့ပတ်သက်ပြီးတော့လည်းလူနေအစာအုပ်အနည်းဆုံး2980သာသနာအစာအုပ်150လမ်းမများ30ခန့်နဲ့တရား80တို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။နောက်ဆက်တွဲကျူးဆက်ကြောင်းလက်ရှိမှာပြည်သူအနေဖြင့်တိုက်တာအစာအုပ်တွေထဲမှာမနေထိုင်ရသေးပဲနှီးဆက်ရလမ်းမပေါ်တွေ အဝန်းဝိုင်းတွေမှာနေထိုင်နေကြရပါတယ်။ဒါအပြင်လျှက်စင်ပြီးအင်တာနက်လိုင်းတွေခက်ခဲနေတဲ့အပြင်အချို့ဒေသတွေမှာဆို နောက်ဆက်တဲ့ယောဂတွေကိုပါခံစားနေရတယ်လို့သိရပါတယ်။လက်ရှိအချိန်ထိ နိုင်ငံတကာအကူအညီတွေအဖြစ်အမေရိကန်နိုင်ငံမှဒေါ်လာ1သန်း၊နယူးဇီလန်မှနယူးဇီလန်ဒေါ်လာ1သန်းဩစတြေးလျနိုင်ငံမှာအပြည်ပြည်ဆိုင်ရာကြက်ချင်ဤတက်ဖွဲ့မှတဆင့်ဒေါ်လာ2သန်း ရုရှားနိုင်ငံမှာကယ်ဆယ်ရေးအဖွဲ့ဝင်60ကယ်ဆယ်ရေးခွေး၄កောင်ကယ်ဆယ်ရေးယာဉ်လူနာတင်ယာဉ်များ တရုတ်နိုင်ငံမှာဒေါ်လာ73.9တန်းတန်ဖိုးရှိတဲ့အရေးပေါ်ပစ္စည်းများထိုင်ဝမ်ကျက်ချီနီမှာဒေါ်လာ9000ဖိလစ်ပိုင်နိုင်ငံမှာကယ်ဆယ်ရေးဝန်ထမ်းတွေစစ်ဘက်ဆိုင်ရာဝန်ထမ်းတွေဖြင့်စုစည်းထားတဲ့အင်အား144ဦးအပါအဖွဲ့အစည်းစီလို့ မလေးရှားနိုင်ငံမှာအမေရိကန်ဒေါ်လာ1.25နှစ်တန်းအဖွဲ့ဝင်90ပါတဲ့ကယ်ဆယ်ရေးတပ်ဖွဲ့စင်ကာပူမှာအဖွဲ့ဝင်80ပါတဲ့ကယ်ဆယ်ရေးအဖွဲ့ဂျပန်မှာအထူးကျွမ်းကျင်တဲ့အဖွဲ့များစီလွတ်ထိုင်းနိုင်ငံမှာဆေးဝင်နှန်းနဲ့ကယ်ဆယ်ရေးအဖွဲ့များနဲ့ဆေးဝါးအထောက်ပံ့များစီလွတ်တောင်ကိုရီးယားမှာအမေရိကန်ဒေါ်လာ2တန်းဗီယက်နမ်မှာကျွမ်းကျင်ပညာရှင်များနဲ့ကယ်ဆယ်ရေးအတွက်ဒေါ်လာ3သိန်း အိန္ဒိယဘက်မှကေဇေရီဆေးအဖွဲ့နဲ့လိုအပ်တဲ့အသုံးဆောင်တွေကိုထောက်ပံ့ကူညီထားတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာတော့အဆိုပါနိုင်ငံတကာကေဇေရီအဖွဲ့များဟာငလင်တန်စိုးဝါးစွာခံခဲ့ရတဲ့ဒေသတွေကိုအဖွဲ့ခွဲက ရှာဖွေကယ်ဆယ်မှုတွေပြုလုပ်နေတာကြောင့်နောက်ဆက်တဲ့သတင်းထုတ်ပြန်မှုအခြေအနေတွေကိုစောင့်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်။ဆောင်းပါးရေးသားသူ မင်းတော်ဆောင်းပါးရွှေဆိုသူကျွန်တော်ပြလိုက်ပဲဖြစ်ပါတယ်။ più